စိတ်တူခြင်းနဲ့အညိုအတေထားခြင်းလူတွေဟာထိခနဲ့ရှိရင်စိတ်တူတတ်စိတ်မရှိဘူးမိဘကလည်းသာသမီပေါ်စိတ်ရှိခြင်းမရှိသေးသာသမီကလည်းမိဘပေါ်စိတ်ရှိခြင်းမရှိဘူးညီကောင်မောင်နှမအချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုယ်ပြုပြင်ရမှာဖြစ်တယ် မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဓဆိုတဲ့စိတ်တုံမှုဒေါသတရားကိုရှင်းချကြရမှာဖြစ်တယ်။အဲ့ဒါကိုမရှင်းချနိုင်ဘူးစိတ်တူတာပဲခုံယူပြီးတော့ငါကမရဘူးထိကနေရှိစိတ်တူတယ်ငါစိတ်ကိုလာမစမ်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါလေနောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တုံမှုကိုရှင်းချဖို့လိုအပ်တယ် ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှင်အမှန်တရားကိုစင်ရင်သုံးသက်ခြင်းဖြင့်လဲလျှော့ချနိုင်တယ်ဒေါသရဲ့အပြစ်ကိုရှုမြင်သုံးသက်ခြင်းဖြင့်လဲလျှော့ချနိုင်တယ်တစ်ဖက်သားအပေါ်မှာအပြစ်မမြင်မဲနဲ့မေတ္တာသက်ဝင်ခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသက်ခြင်းဖြင့်လဲလျှော့ချနိုင်တယ်အပြစ်ကိုရှုပြီဆိုရင်ဒေါသဖြစ်မှာပဲအပြစ်ကိုဘယ်တော့မှမရှုနဲ့ကောင်းတဲ့အွက်ကလေးကိုသာရှု ကောင်းဘက်ကိုရှာမေတ္တာကိုပွားလူဆိုတာအစိုးကြီးမဟုတ်ဘူးအကောင်းလည်းရှိတယ်လူတိုင်းလူတိုင်းမှာအစိုးကြီးမဟုတ်ဘူးအကောင်းတွေလည်းရှိကြဒါကြောင့်မို့ကောင်းတာလေးကိုကြည့်ပြီးတော့အစိုးကိုမေ့ထားလိုက်မေတ္တာပါဥပမာဘာနဲ့တူသလဲလို့ဆိုလို့ရှင်ရေအလွန်စားနေတဲ့ပုဂ္ဂိုလ်တယောက်ခီးသွားရင်ရေစားတယ် ရေတောက်စရာရေအိုင်ကြီးတစ်ခုတွေ့တယ်။သို့တော့အဲ့ဒီရေအိုင်ကြီးကအပေါ်ကမော်သေးမော်ညင်းနေနဲ့ဖုံးနေတယ်။ရေကလည်းပဲမတောက်ရမနေနိုင်တဲ့အခါအိုင်နဲ့ဆင်းပြီးတော့မော်သေးမော်ညင်းလေးတွေကိုလက်နဲ့ဖယ်ပြီးတော့ရေကိုတောက်တယ်။အစာပြေအောင်ရေကိုတောက်လိုက်တယ်။ရေတောက်လိုက်ရမှရေနဲ့နှလုံးထဲမှာအေးသွားတယ်။ အဲ့ဒါလိုပဲလောကလူတွေဟာတယောက်ယောက်အပေါ်မှာ အပြစ်မြင်နေပြီဆိုရင်လူဆိုတာအပြစ်လည်းရှိတယ်အဆိုးလည်းရှိတယ်ရေထဲမှာအကောင်းလည်းရှိတယ်မကောင်းတာလည်းရှိတယ်ဆိုတာအဆိုးကိုဖယ်ထားပြီးတော့ကောင်းကွက်ကလေးကိုရရှာပြီးတော့အတုံးချရမယ်လို့ဒီလိုဆိုလိုရင်းဖြစ်တယ်အဲ့ဒါကို ရသဗျာရဲ့အဆုံးမကိုရှေးဆရာကြီးတွေကဂါထာတိကုံးပြီးတော့ထားတာဒေါသခုနဒေါသိဟိကိဏတခုနံဝပတယေတရေတေဝလာရိဘဝဟိတဝပိဝေပိပတကောယထာဆိုပြီးခုနဒေါသိဟိကိဏတခုနံဝပတယေဆိုလိုတာက လူတယောက်မှာကောင်းအခွက်လည်းရှိတယ်မကောင်းတဲ့အခွက်တွေလည်းရှိတယ်မကောင်းတဲ့အခွက်တွေမေ့ထားလိုက်ကောင်းတဲ့အခွက်ကလေးကိုကြည့်ပြီးတော့ကောင်းတာလေးကိုသာကြည့်ပြီးတော့သူ့ဘောမှာမေတ္တာသက်အောင်ကြိုးစားပါလို့ပြောအဆိုးကိုဘယ်တော့မှမကြည့်နဲ့လို့ပြောအေးရေးစားလို့ရှင်မော်တွေရှိနေတာကိုမကြည့်နဲ့အသာလေးဖယ်လိုက်ရေလေးကိုသာတောက်လိုက်မော်တွေကိုဖယ်ပြီးရေလေးသာတောက်တယ်လို့ပဲ မကောင်းတာတွေကိုဖယ်ထားပြီးကောင်းတဲ့အကွက်ကလေးကိုသာနှလုံးသွင်းဆင်ញင်ပြီးတော့မေတ္တာသက်ဝင်အောင်ကြိုးစားပါလို့ဒီလိုဆိုလို့ပေါ့နော်။နောက်ဆုံးမှာမေတ္တာတရားတည်ဆောက်ထားနိုင်ပြီဆိုရင်စိတ်တူခြင်းဆိုတဲ့ဒေါသကြောက်ပဲသွားမှာပဲဖြစ်တယ်။အေးထိခနဲ့ရှိဒေါသဖြစ်ယုံနေမှာမဟုတ်ဘူး။တချို့ကအညိုအတေရင်ထဲမှာမှတ်ထားရှိတယ်။ မှတ်ထားတတ်တယ်အဲ့ဒါကို ဥပနာဟလို့ခေါ်တယ်ယံညိုးဖွဲ့ထားတယ်အဲ့ဒီစိတ်တူခြင်းယံညိုးဖွဲ့ခြင်းဆိုတဲ့နှစ်ခုဟာလူလောကမှာအချင်းများခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ဝိဝါဒမူလတောက်တာမှာဒီလိုဟောတာเนาะ